ရွေးကောက်ပွဲကော်မရှင်ကလည်းအားလုံးကစောင့်မျှော်နေတဲ့တည်သူလှတ်တော်အနိုင်ရ62နေရာကိုကြေညာပေးခဲ့ပါတယ်။ဒီလိုကြေညာပေးခဲ့တဲ့အခါမှာတော့ပြည်အောင်စုချန်ခါရင်းနဲ့ဖွံ့ဖြိုးရေးပါတီက3နေရာ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီက2နေရာနဲ့ကျန်တဲ့56နေရာကိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအနိုင်ရရှိသွားခဲ့ပါတယ်။အခုလိုကြေညာပေးခဲ့တဲ့အခါမှာကချင်ပြည်နယ်အတွက်၄နေရ၊ကယားပြည်နယ်အတွက်၃နေရ၊ကရင်ပြည်နယ်အတွင်းက၁နေရ ချင်းပြည်နယ်မှာ2နေရာ၊စကိုင်းတိုင်းဒေသကြီး8နေရာ၊ပဲခူးတိုင်းဒေသကြီးမှာ12နေရာနဲ့မကွေးတိုင်းဒေသကြီးမှာ9နေရာ၊မန္တလေးတိုင်းဒေသကြီးမှာ3နေရာ၊မွန်ပြည်နယ်မှာ4နေရာ၊ရန်ကုန်တိုင်းဒေသကြီးအတွင်းမဲဆန္ဒနယ်6နေရာနဲ့ရှမ်းပြည်နယ်အတွင်း9နေရာ၊အေရီတိုင်းဒေသကြီးအတွင်း6နေရာတို့ကိုကျင်းညာပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုညင်ညာပေးခဲ့တဲ့အထဲမှာပျော်ဝဲမိုင်းဆက်နဲ့မချင်းဘောမဲဆန္ဒနယ်တွေမှာတော့ပြည်အောင်စုချန့်ခါရေးနဲ့ဖွံ့ဖြိုးရေးပါတီကအနိုင်ရရှိခဲ့ပြီးမူဆဲကြောင့်မဲဆန္ဒနယ်တွေမှာတော့ရှမ်းတိုင်းရင်းသားမျိုးဒီမိုကရေစီပါတီကအနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကော်မှူးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးကော်မှူးအပါအဝင်ကျန်တဲ့56နေရာကိုတော့ NLD ပါတီကအနိုင်ရရှိသွားခဲ့တာပါ။ လက်ရှိကြေညာပြီးတဲ့အချိန်အထိပြည်သူ့လွှတ်တော်အတွင်းစုစုပေါင်း149နေရာကြေညာခဲ့ရမှာ NLD ပါတီက134နေရာအထိအနိုင်ရရှိထားတာဖြစ်ပါတယ်။လက်ရှိအချိန်အထိကြေညာပြီးခဲ့တဲ့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်လွှတ်တော်နှစ်ရက်ပေါင်းစုစုပေါင်း182နေရာအနက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့လွှတ်တော်နှစ်ရက်ပေါင်းမှာ163နေရာအထိအနိုင်ရရှိထားပြီဖြစ်ပါတယ်။